တန်လွဲ့နဲ့ဘွားပင်လက်ပြင်းအမိမှရှိနေတယ်။စစ်ကောင်စီနေပြည်တော်ကကမ်းခြေတစ်လျှောက်ကကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့လှမ်းပစ်တာတွေရှိနေတယ်လို့ဒေတာခန်တွေကဆိုပါတယ်။ပြီးခဲ့တဲ့ဧပြီလ18ရက်နေ့ကလည်းဘွားပင်လက်ပြင်းနေမှရှိတဲ့စစ်ကောင်စီနေပြည်တော်ကကမ်းခြေတစ်လျှောက်ကကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့လှမ်းပစ်တာကြောင့်အာရခတပ်တော်နဲ့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ကြတယ်လို့ခွားမျိုးခန်တွေကဆိုပါတယ်။အာရခတပ်တော်ဟာခွားမျိုးနဲ့တန်လွဲမျိုးအတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေအပါအဝင် မောင်ဆွေလေးရေတက်စခန်းကိုပါပြီးခဲ့တဲ့2024နှစ်ကုန်ပိုင်းကတည်းကပဲအပိတသိမ့်ပိုက်ရရှိခဲ့ပြီဖြစ်ပါတယ်။အဲဒီလိုစစ်စခန်းတွေနဲ့ရေတက်စခန်းတွေကိုအာရခတ်တတော်ကအပိတသိမ့်ပိုက်လိုက်ပြီဖြစ်ပေမဲ့ဘွားနဲ့တန်တွဲပင်လယ်ပြင်အတွင်းမှာရှိနေတဲ့စစ်ကောင်စီရဲ့နေပြည်တော်ဟာပင်လယ်ပြင်အတွင်းကနေတက်ဆုပ်ထွက်ခွာသွားတာမရှိသေးပဲအဲ့ဒီအနီးတစ်ဝိုက်ကရေပိုင်နက်အတွင်းမှာ စကန်းချကမကြမကြပြန်လည်လာရောက်ပြစ်ခတ်တာတွေကိုလှုပ်ဆောင်နေတာဖြစ်တယ်လို့လဲတန်တွဲဒေတာခန်တွေကပြောပါတယ်။ အဲ့ဒီလိုတန်တွဲနဲ့ကွာပင်လည်းပြင်အတွင်းမှာစစ်ကောင်စီနေပြည်တော်ရှိနေတဲ့ဒါကြောင့်ရေလုံငန်းကိုအမိပြုပြီးလောက်ကင်စားတော့နေကြရတဲ့ဒေတာခန့်တွေအနေနဲ့ငါးဖန်းလုံငန်းလောက်ကင်တဲ့နေရာတွေမှာအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့စစ်ကောင်စီနေပြည်တော်ကလည်းဒေတာအတွင်းကငါးဖန်းထွက်တဲ့ဒေတာခန့်ဆက်လက်တွေကိုမြင်ရင်လဲဖန်းစည်းခေါ်ယူတာတွေအပြင်လက်နက်ကြီးတွေနဲ့လှမ်းပစ်တာတွေကိုလည်းလောက်ဆောင်တာတွေရှိတည်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုစစ်ကောင်စီတပ်တွေကလှမ်းပစ်တာကြောင့်ဒေတာခန့်ငါးဖန်းသမားတွေဟာ တောင်းဝေးငါးဖန်းထွက်ဖို့အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့လဲဒေတာခန့်ရေလောက်သားတွေကဆိုကြပါတယ်။